ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့အတွက်တုံလေးရဲ့ထမင်းဘူးကဟင်းရပါတော့အမဲသားဟင်းဖြစ်ပါတယ်တုံလုံးအကိုတုံလုံးကမနေ့ကတော့ဝက်သားဟင်းကစားကောင်းတယ်တဲ့အဲ့ဒီအတိုင်းပဲချက်ပေးပါဆိုတော့ဒီတွေကရေခဲတတားထဲမှာအမဲသားလွာလေးတွေစီတိမက်ကနေဝယ်ထားတာရှိတော့အဲ့ဒါလေးတွေပဲချက်ပေးလိုက်ပါတယ် ပြီးတော့သူစားလို့ရအောင်ပေါ့နော်အမြဲတမ်းဟင်းလေးတွေကိုအဲ့လိုညံ့ညံ့ပေးလိုက်တယ်တကယ်လို့ကိုကမညံ့ပေးဖြစ်ဘူးဆိုလို့ရှိရင်လည်းကျောင်းမတီချဲတို့ကအဲ့လိုမျိုးတွေသူစားလို့လွယ်အောင်လို့ညံ့ပေးပါရဲ့ရှင်ဒါသူကြိုက်ပါတယ်တဲ့အဲ့ဒီတိုင်းပဲသူ့ကိုချက်ပေးပါဆိုသူတောင်းဆိုလို့ပေါ့နော်ပြီးတော့အဲ့တဲ့ကကြက်ဥအမြဲတမ်းကြွေးတာဆိုတော့သူ့ကိုစီရင်နေလေးနဲ့ကြက်ဥလေးနှလုံးကိုတဝက် ုပ်ပေးလိုက်တယ်ပေါ့နော်ပြီးတော့ air fryer နဲ့အာလူကြော်ပေးလိုက်ပါတယ်အမှန်တော့အမေသားအာလူချက်ဖို့ကိုကစီစဉ်ထားတာပေါ့နော်အာလူကြော်စားခြင်းနဲ့ဆက်ဆက်လေးဆိုတာနဲ့အာလူကိုအစိမ့်မုံလေးရဲ့ကြက်သားမို့ပြီးတော့စားပဲငံပြာရည် ခယူးစီနောက်ပြီးတော့မက်ဆလာနဲ့ပေါ့နော်အဲ့တည်းနေပြီးတော့ကြော်လိုက်တာပါအာလူကိုမကြော်ခင်မှာအလုံးလိုက်ကိုအဲ့တည်းအရင်ဆုံးပြုတ်သေးရယ်ပြုတ်ပြီးွားတော့မှလှီးပြီးွားတော့မှအရသာရင်နေပြီးွားတော့မှအဲ့တည်း air fryer ထဲကိုမီ200ဒီဂရီအဲထားပြီးတော့မှတစ်ဖက်ကို7မိနစ်စီထားပြီးတော့ကြော်ထားတာပေါ့နော်အာလူကြော်နဲ့တွဲစားဖို့အတွက်ကတ်ချက်လေးနဲ့ပါတယ်ပြီးတော့သူကြိုက်တဲ့စံကစ်တီးလေးအခုလိုမျိုးလေးလှီးပြီးတော့ထည့်ပေးလိုက်ပါတယ်အဲ့ဒီမှာကြည့်လိုက်နော် ူကြိုက်တဲ့ဟင်းကိုအဲ့ဒီပုံစံအတိုင်းပဲတထရတယ်ပဲထက်ချက်ပေးထားရတော့ကြောင့်မလို့သူအရင်စကောက်တာပေါ့နော်အခုဆိုလို့ရှိရင်မနက်တိုင်းမမေကိုထမင်းခွန့်ကြွေးခိုင်းတဲ့ကိစ္စပြန်စနေတယ်ပေါ့နော်ဒါကတော့အတွေ့လုတ်တယ်လေအားနေရတော့ကြောင့်မလို့သူ့ကိုထမင်းကြည့်လို့လည်းရတယ်အဲကြောင်းကိုပို့လို့လည်းရတယ်။ရဲကူးကြီးတွေအရင်များပြီးတော့အဲ့ဒီမနက်မိုးလင်းတည်းရပါတော့။ကလန်အနေနဲ့စကားပြောနေရတဲ့ရက်တွေဆိုလို့ရှိရင်တော့တုံးတုံးထမင်းမခွန်နိုင်ဘူး။ ချက်ပြုတ်ပေးပြီးရတယ်တခြားချင်းပြင်ပြီးတော့ဖုန်းရှိကွန်ပျူတာရှိမှာငါတို့ထိုင်ရတယ်ပေါ့နော်ဆိုတော့အခုလိုအားနေရတဲ့မှာဆိုလို့ရှိရင်တမီလေးကိုထမင်းခွန်းနဲ့အလုတ်ကိုလုတ်ပါတယ်တုံလုံးကမနှက်ဆိုလို့ရှိရင်သူ့ဝင်နေသူအိယာထားပြီးဆိုတာနဲ့မျက်နှာတက်တက်သွားတိုက်တယ်မျက်နှာသိင်းနဲ့ဖျားဆောင်ရွတ်တယ်သူအကုန်လုံးလုတ်တယ်ပေါ့နော်ပြီးရင် သူ့ရဲ့အင်ဂျင်ယူနီဖောင်းထားထားပြီးတဲ့နေရာမှာသွားယူသူ့ဘာနဲ့သူဝက်တယ်သူ့ဘာနဲ့သူအဲလိုရှင်းလူတာသူ့ဘာနဲ့သူအသားချောင်းရင်စီလူတာပြီးတော့ရေမွေးဆော့တာသူအကုန်လုပ်တယ်ပေါ့နော်ကိုကသူ့စပင်လေးပဲလုပ်ပေးရပါတယ်ကဲထမင်းစားပြီးပြီဆိုလို့ရှိရင်တော့သူ့ကိုကြောင်းပူဖို့အတွက်ကို request လုပ်နေရဆိုတော့ ferry ကောက်ကိုပြန်လွှတ်ပြီးတော့ဒီနေ့မမေကလည်းအားလာပြီဆိုတော့အားနေရဆိုတော့ပေါ့နော်ကြောင်းသွားပို့ပါမယ် ကလေးလေးတွေအဲ့လိုမျိုးသူတို့စားကျင်တဲ့ဟာလေးစားနေရတယ်ဆိုလို့ရှိရင်လှုပ်ကြွေးရတဲ့မိမိကလည်းအယမ်းပျော်တယ်လုံးဝ so blessing ပါပဲအဲ့တွေကတနုံလေးကိုထမင်းခွန်ကြွေးတဲ့ခါတိုင်းတတိယတကူကအဲတို့အဖေအဲ့လိုမျိုးအိမ်မှာအမဲအသေးဟင်းနေပေါ့နော်အဲ့လိုအဖြူရလေးကိုစလုံးထဲထည့်ပြီးတော့ထမင်းဝင်နေကြည့်တဲ့ခါကျရင်တို့လည်းအရန်ကြိုက်တယ်ပေါ့နော် ကဲအခုဆိုလို့ရှိရင်တော့မမေကိုယ်တိုင်အကြောင်းပို့มาပါ တပတ်ကို2ရက်3ရက်လောက်တော့သူ့ကိုအကြောင်းပို့ရင်ပို့မပို့ရင်အပြန်လေးတော့ကျူရဲပေါ့နော်သူလေးအရန်ဖြစ်ချင်တဲ့ဟာလေးတခုကိုမမေအလုပ်ပေးဖြစ်တာပေါ့နော်တလုံးတို့အကြောင်းကဝေဇနယာလမ်းပေါ်က dream land ဖြစ်ပါတယ်ဆိုင်းဆိုင်းဘုတ်ကအမြင်နဲ့ပြကဲအကြောင်းပျော်ရွှင်နေသွားပါပြီ